ကဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ North Tiger Channel နဲ့ Family Channel ရဲ့ရောက်စတဲ့ကိုကြိုဆိုပါရစေကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်းအပိတ်တရှိပြည့်သူတိုင်းနဲ့အထူးကြိုတင်နေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ new me ရဲ့ view file လေးပဲဖြစ်ပါတယ်အတူတကွတရှိနားဆင်ကြရအောင်နေ့ကတော့ပထမဦးဆုံးအနေနဲ့ကျမတို့ကချင်ပြည်နယ်စစ်ရဲတရင်နည်းနည်းလေးပြောချင်တယ်ဆိုတော့အခုကျမတို့ကချင်ပြည်နယ်လမ်းဆက်ဘက်မှာစစ်ခွေးတွေကတော့ နေ့တိုင်းပုံကျဲတိုက်ခိုက်နေတယ်ဆိုတော့အခုဒီအလန်ဆေရဲ့ပမောရဲ့ဖကန့်ရဲ့ဗမောက်ရဲ့ဒီနေရာတွေအားလုံးထဲမှာအခုဝိုင်းမော်မှာကြီးကြီးကျယ်ကျယ်စစ်ခွေးဒီဘက်ကနေမှထူးဆစ်စင်လာတာကိုတွေ့ရတယ်ဆိုတော့ဘလောက်အထိထူးဆစ်စင်လာခဲ့တယ်လဲဆိုလို့ရှိရင်ဝိုင်းမော်ဘက်မှာအရင်တော့ကဆိုလို့ရှိရင်အာတန်ပီတုစစ်နဲ့ ဒီစကုံတင်ပြီးသူစစ်ရဲ့ပြလို့ရှင်ခွေးတက်ရဲ့ဒီ၃ခုနဲ့ပဲဝိုင်းမော်ဘက်မှာသူတို့စစ်လှုပ်ရှားတယ်ပြလို့ရှင်တိုက်ပွဲဖြစ်တယ်ဆိုလို့ရှင်လာဒီ၃ဖွဲ့နဲ့ပဲတိုက်ပွဲဖြစ်တယ်ဒါပေမဲ့အခုစစ်ခွေးတွေကတော့ပန်ဝါဘက်ကိုပြန်မထိုးစစ်ဆင်ဖို့ရန်အတွက်လှုပ်ဆောင်နေတာဟာအခု၆လကျော်လောက်ရှိလာခဲ့ပြီလေရင်နဲ့ပုံကျဲတယ်ထိုးစစ်ဆင်လာတယ်ဒါပေမဲ့ KIAD ရဲ့ပြစ်ခတ်မှုကြောင့်သူတို့အမြဲတမ်းဆုတ်ခွာခဲ့ရတယ် ပေးခဲ့ရတဲ့ပြည်သူစစ်စခန်းတွေလည်းအများကြီးရှိခဲ့တယ်။ဆိုတော့အခုလုံခဲ့တဲ့အပတ်မှာလည်းနော်စစ်ခွေးတွေဘက်ကနေမှဆုတ်ခွာခဲ့တာတွေအများကြီးရှိတယ်။တနိုင်းဘက်ကနေမှတက်ရင်မိုးတွေစမတာပေါ်သွားတာတွေလည်းရှိတယ်။ဆိုတော့အခါကျတော့အခုစစ်ခွေးတွေဘက်ကနေမှဘလောက်အထိအင်အားတိုးမြင့်လာခဲ့တယ်လဲဆိုတော့နဂိုတီရဲ့ရှိနေတဲ့အာတန်ပြည်သူစစ်စခုံတင်ရင်ပြည်သူစစ်နဲ့စစ်ခွေးတွေအဲ့ထဲမှာဘဒူပြန်ပါလာခဲ့တယ်လို့ဆိုလို့ရှိရင်မပခပါလာတယ် ဝါရဆုပီတုစစ်ပါလာတယ်၊ဂွေထုပီတုစစ်ပါလာတယ်။ပြလို့ရှိရင်လီဆုပီတုစစ်ပါလာတယ်။တနန်းအခြေဆိုင်ခမရ318ပါလာတယ်။အမိုးကောင်းမြို့အခြေဆိုင်စကခ3ပါလာတယ်။ဆိုတော့အခုကပီတုစစ်၅ဖွဲ့ရယ် စစ်တပ်3ခုရဲ့ပေါင်းပြီးမှပြည်သူခွေးတွေနဲ့စစ်ခွေးတွေပေါင်းလို့ရှင်1600ကျော်သောခွေးရကောင်ကျွတ်တို့ဒီဝိုင်းမော်ဘက်ကိုထုစစ်ဆင်လာခဲ့ပြီးဆိုတော့မကြာခင်မှာမြို့လို့မကုန်နိုင်တော့ခွေးမသားတွေပုံနေတော့မှာပဲ။နော်ဆိုတော့လွန်ခဲ့တဲ့3ရက်ကလောက်ကတည်းကနေလိုင်ဟဲဆင်ပတ်ဝန်းကျင်မှာကျွတ်တို့ KIA နဲ့ပူးပေါင်းတော်လာရဲတွေနေမြေရှင်းနေတဲ့အခါမှာခွေးမသားတွေအများကြီးရတယ်။မနေ့ကလည်းခွေးမသားဆက်တကောင်ပြန်ရတယ်။အခုကရှင်းမကုန်ဖြစ်နေတယ် ရုပ်တွေကတော့အကုန်စုပ်ပြတ်တတ်သွားတယ်အခုဒါဖြစ်နေတာကတော့ကချင်ဖြစ်ပေမဲ့ကချင်နဲ့မနန်တဲ့လီဆူနဲ့ရဝောင်လိုမျိုးတွေဖြစ်နေတယ်အခုနေ့တိုင်းခွေးမသားတွေနော်ကြောင်ကျူကြောင်ကြားမှာအများကြီးတွေ့ရတယ်ဆိုတော့ကြောင်ပြောပြချင်တယ်ကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ကျွတ်စိတ်မကောင်းစရာသတင်းဖြစ်တယ်အခုကျွတ်နဘေးနားမှာရေးထားတယ်ဒါကပန်ဆယ်လူရဲ့ Facebook ကနေမှယူထားတဲ့စာဖြစ်တယ် ဒီအမျိုးသမီးကိုမကြိုက်တဲ့သူတွေကတော့ဝမ်းသာကြလိမ့်မယ်ဒါပေမဲ့အခုဒီစစ်ခွေးတွေနဲ့ဘောမတွေဝမ်းသာတာကိုကြွမဆိုလို့ချင်ဘူးဒါပေမဲ့ဒီနေ့ကျမတို့တော်လန်ရေကောင်းစင်အောက်မှာတွာလာနေတဲ့သူတွေကနေမှပန်ဆယ်လိုကိုတိုက်ခိုက်တဲ့သူတွေအများကြီးရှိကြတယ်ဘာကြောင့်တိုက်ခိုက်တယ်လဲဆိုတော့ကျမလည်းမသိဘူးကျွတ် channel မှာတော့ဘသူရဲ့အကြောင်းမှကျမမပြောဘူးဒါပေမဲ့ဒီနေ့ဒီလိုမျိုးပန်ဆယ်လိုရဲ့အကြောင်းကိုပြောရချင်းဟာဒီနေ့ကျမတို့တော်လန်ရေအတွက်ထိခိုက်လာတဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့သတင်းထဲမှာထည့်ပြောရချင်းဖြစ် တန်းဆိုတော့အခုကျမတို့ဒီ97ဒေါ်လာရေးရောက်လာခဲ့တဲ့အခါမှာအားလုံးကတော့စစ်ခွေးကိုတော်လန်ချင်ကြတဲ့လူတွေဖြစ်ကြတယ်တချို့ဆိုလို့ရှိရင်တော်လန်ရေးထဲမှာပါဝင်နေရင်းနဲ့ကိုကိုကိုဘောမှဖြစ်သွားမှမသိတဲ့သူတွေလည်းရှိတယ်လို့တချို့ဆိုလို့ရှိရင်တော့ကိုရဲ့ကြောကြမှုပေါ်မှာနည်းနည်းလေးအောက်ခြေလွတ်သွားတဲ့ထောက်ပို့တွေရှိကြတယ်ပန်ဆယ်လိုကို ောက်ချတဲ့အထဲမှာဒီနေ့ကျမတို့တော်လာရေးကိုချစ်မြတ်နိုးပါတယ်ဆိုပြီးမှတော်လာရေးရဲ့အတွက်ထောက်ပို့လုပ်နေကြတဲ့သူတွေအများကြီးလဲပန်ဆယ်လိုကိုထုနှက်ကြတယ်ဒီနေ့ပန်ဆယ်လိုထောက်ပို့လုပ်တဲ့နေရာကနေရပ်နားသွားတယ်လို့ပြောလိုက်တဲ့အခါမှာအထူးသဖြင့် PDF တွေအတွက်ထိခိုက်စရာတွေအများရှိတယ်အစကတည်းကနေမှလက်နက်ကိုင်းနေခဲ့တဲ့ကျမတို့တိုင်းရင်သားလက်နက်ကိုင်းတွေကတော့ဒီနေ့ဒီအချိန်အထိဘုသူစီမမမတောင်းဘူး ဒါပေမဲ့အခု PDF ဆိုရက်မနေ့တနေ့ကမှမတော်လာရေးထဲမှာပါဝင်လာတဲ့တူဒီကတော့ပြည်သူတွေရဲ့ထောက်ပံ့မှုကိုတရားရခိုင်လို့လိုအပ်တယ်ပြည်သူလူထုတွေရဲ့ထောက်ပံ့မှုမပါဘဲနဲ့ PDF တွေလုံးဝမရက်နိုင်ဘူး PDF တွေလုံးဝမရက်လာနိုင်ရင် ကျမတို့ရဲ့ဒေါ်လာရဲထဲမှာထိပါလာတာတွေအများကြီးရှိတယ်ဆိုတော့ဒီနေ့ကျမတို့ဒီဒေါ်လာရဲထဲမှာပါဝင်နေတဲ့သူတွေအရင်တော့ကလည်းကျမတခါပြောခဲ့ဘူးတယ်နော်မနိုင်ဝင်လုံးဝမထမ်းကြပါနဲ့ကိုဘလောက်နိုင်တယ်လဲနိုင်တယ်လို့ပဲထမ်းပါပါဇက်ဒီကိုကျမတို့ချုပ်တီးနိုင်တယ်လို့ချုပ်တီးရမယ်ကိုရဲ့စကားတခုပြောလိုက်ချင်းကြောင်းကျမတို့ရဲ့ရန်သူဖြစ်တဲ့ဘောမဒီဝမ်သားချာတွေလုံးဝမဖြစ်ကြပါနဲ့ထောက်ဖို့လုပ်နေတဲ့သူတွေထဲမှာငါကကောင်းပါတယ်လို့ပြောတဲ့သူတွေအများကြီးရှိတယ် ဘောမာနီဘက်ကနေမှကျွန်တို့တော်လိုင်းရဲတွေကိုဘလို့ပြောတယ်လဲကျမကယူမဆိုင်ဘူးနော်ဒါပေမဲ့ဒီနေ့ကျမတို့တော်လိုင်းရဲအချင်းချင်းတိုက်ခိုက်နေတာတော့ကျမလုံးဝမကြိုက်ဘူးလို့ပဲပြောပြစေဆိုတော့အရင်တော့ကလည်းကျမဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခါပြောဘူးတယ်ဒီနေ့ကျမတို့တော်လိုင်းရဲလှုပ်လာခဲ့တဲ့အခါမှာဘဒူကမှနစ်တော်လာရေလောက်ပါလို့တော့မပြောဘူးဒါပေမဲ့စစ်ခွေးတွေကိုမကြိုက်တဲ့စိတ်ဓာတ်နဲ့ဒီအာနာရှင်ကိုတိုက်ဖြတ်ရမယ်ဆိုတဲ့ခံယူချက်နဲ့ကျမတို့အယောက်စီတိုင်းဟာကိုယ့်ရဲ့အာသာတဲ့ဘက်ကိုသွားပြီးမှ တော်လာရဲထဲမှာပါဝင်ကြတယ်တိတ်ကောင်းတယ်ဒါပေမဲ့ကြာလာတဲ့အခါမှာတော်လာရဲမျက်နှာကိုလုံးဝမထောက်ပဲနဲ့ကျွတို့တွေအောက်ဖေးလန်ကြတာတွေအများရှိတယ်ထောက်ပို့လုပ်နေတဲ့တချို့တော့သူတွေကိုကျွတ်ပြောချင်တယ်နာမည်နဲ့တော့ကျွတ်မပြောချင်ဘူးအားလုံးလည်းတိပြီးတာဖြစ်တယ်အရင်တော့ကတော့အလုံးတူတူလောက်ကြတယ်တခုခုဖြစ်လို့အဆင်မပြေကြဘူးအဆင်ပြေနေတဲ့အချိန်မှာကျတော့တယောက်နဲ့တယောက်ရင်ဖွင့်ကြတာတွေရှိလိမ့်မယ်ဒါပေမဲ့ကိုနဲ့အဆင်မပြေတဲ့အခါမှာအောက်ဖေးတစ်ခုပြီးတစ်ခုလမ်းပြလိုက်တယ် အောက်ဖဲလန်တဲ့သူတွေကတော့ခင်မယ်အွန်လိုင်းမှာငါကတော့ဒီတယောက်ကိုအောက်ဖဲလန်လိုက်တယ်သူများကသူ့ကိုအထင်သေးမှာပဲသူများကသူ့ကိုယုံကြည်မှုကင်းမဲ့သွားမှာပဲလို့ထင်နေကြတယ် 冇有，哎，侬讲过年，呃，路途途路开的路都要远，是哈？国道，你们讲冇得他内部路都要过，开侬啊罗，开兵马，你讲那撇的看嘛，阿撇烂的得嗦罗些，你哈？台北都要，鲁米勒都要，啊，过去啊，拥挤太些，累着些，侬讲冇撇得路撇得路白句话表情唻，反正累嗦罗，我开开了东安江都要远，啊，遵义国道嘛，冇听得他能开远。 对面一段路苗一段，不落你呢，你我拥挤在车内嘛嘞。等眼睛都要一朝我到，你不杀他嘛，谁不杀我呢？表达言，奈安呢路苗一段不落你呢，你不杀他嘛，谁杀我表那不啦？路少了哈，对啊嘛嘛，时间少嘛，拥挤太嘛，啊木挤太嘛嘞，时间少嘛，拥挤太嘛。我爸妈表嘛，二卡的道理啊，路看了你农民不的啦，看清楚不？ KNU တွေအလူခဏရှိသလားမရှိဘူးဒီနေ့ KIA တွေအလူခဏရှိလားမရှိဘူးဘ누구အလူခဏတယ်မနေ့တနေ့ကမှလက်နဲ့ကိုင်းလာခဲ့တဲ့တော်လာရဲ့ PDF တွေကပြီးသူလူထုတွေရဲ့ ကုညီထောက်ပံ့ခြင်းကိုတရားရခိုင်လို့လိုအပ်တယ်။ဆိုတော့နင့်ကြောင့်ဒီနေ့ပန်းဆယ်လိုက လေးသွားတယ်ဆိုလို့ရှိရင်ပန်းဆယ်လိုရှာတဲ့ငွေတွေအားလုံးကိုနင့်ရှာပေးနိုင်မလား။ပန်းဆယ်လိုကိုမြီခိုပြီးတော့ပန်းဆယ်လိုရဲ့ရံပုံငွေနဲ့မြီခိုနေပြီးမှတော်လာရေးထဲမှာပါဝင်နေတဲ့ PDF တွေအများကြီးရှိတယ်။ဆိုတော့အခုနင့်ရဲ့ပါဇက်ကြောင့်ငါရဲ့ပါဇက်ကြောင့် ဒီပန်ဆယ်လိုဟာဒီရန်ပုံငွေရှာတာကိုနားသွားတယ်ဆိုလို့ရှိရင်ပန်ဆယ်လို ထောက်ပံ့နေတော့ PTFD ရဲ့ဝေယဝိဆာဒီကိုနင့်တာဘူးယူမလားဒီနေ့ကျမတို့တော်နာရေးထဲမှာဘဒူကစခွေးကိုတိုက်တယ်တိုက်တဲ့သူကိုကျမတို့ကထောက်ပံ့ပေးရမယ်ကုညီပေးရမယ်ဒါဟာကျမတို့ရဲ့တာဝန်ဖြစ်တယ်ဒီနေ့ကျမတို့ကလူမျိုးမတူဘာသာမတူနေထိုင်မှုအကျင့်စရိုက်မတူတဲ့သူတွေအားလုံးပေါင်းပြီးမှဒီနေ့ကျမတို့တော်လာရေလုံနေတဲ့အတွက်ကြောင့် ခက်ခဲတာတွေအများကြီးရှိလိမ့်မယ်ဒီအခက်ခဲကိုတောင်းမှနင့်ဟာနားလည်မှုမရှိဘူးဆိုလို့ရှင်ဘလို့နီးနဲ့နိုင်ငံတော်တည်ထောင်တဲ့အထက်မှာနင့်ဘလို့ပါဝင်မလဲဒီနေ့ပန်းဆဲလိုကိုတခိုးလိုဆွတ်ဆွဲထားပြီးမှဒီနေ့နင့်ကြောင့်ပန်းဆဲလိုလဲသွားတယ်ဆိုလို့ရှိရင်နင့်ပန်းဆဲလိုရဲ့နေရမှာနေရယူပြီးတော့ပန်းဆဲလိုရှာတဲ့ရံပုံကိုအရေအတွက်အတိုင်းနင့်ရှာပြီးမှဒီနေ့ပန်းဆဲလိုထောက်ပတ်နေတဲ့ PDF တွေကိုနင့်ထောက်ပတ်ပါဒီနေ့ကျမတို့တော်လာရေးမှာပတ်စံလိုအပ်နေတယ် တိုက်ပွဲတစ်ခုကိုပေါ်ဆောင်တဲ့ခါမှာပတ်စံဘလောက်လိုအပ်တယ်လဲဒီနဲ့နင်းလို့မလားဒါကြောင့်ကျတော့တော်လာရဲတွေနဲနဲလေးဆင်းဆင်းချင်းချင်းနဲ့ကိုနိုင်တဲ့ဝန်ပဲထမ်းကြပါမနိုင်တဲ့ဝန်ကိုထမ်းပြီးတော့သူများကိုအပြစ်မပြောကြပါနဲ့ကိုဘယ်ဘက်ကိုနိုင်တယ်လဲနိုင်တဲ့ဝန်ကိုထမ်းပြီးမှကျတော့တော်လာရဲထဲမှာဆက်လက်ပြီးတော့ပါဝင်ရအောင်ကြွားတခေါက်မှပန်ဆယ်လိုကိုလည်းစကားမပြောဘူးဒါပေမဲ့ဒီနေ့ပြောချင်တာကတော့တကယ်လို့ဒါဒီဗီဒီယိုဖိုင်ကို ပန်ဆယ်လို့ကြည့်မိခဲ့တယ်ဆိုလို့ရှင်တော့ကျမကြားကနေပဲအနှုံညွန့်တောင်းပန်ပါတယ်ကျတော့တော်လိုင်းရဲတွေမပြီးဆုံးသေးတဲ့အတွက်ကြောင့်ပန်ဆယ်လို့ရဲ့ထောက်ပတ်မှုကိုလိုအပ်နေတဲ့ PDF ရဲ့မျက်နာကိုကြည့်တော်လိုင်းရဲတွေရဲ့မျက်နာကို ကြည့်ပြီးတော့ဆက်လက်ပြီးတော့ကိုလုံနေတဲ့ထောက်ပို့အလုပ်ကိုဆက်လက်ပြီးပါလှုပ်ဆောင်ပေးပါလို့ကြွဒီကနေမှအနှုံညွန့်တောင်းဆိုချင်ပါတယ် ပြီးတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်မယ်နော်အနေနဲ့သိရင်အန်ဒီရများတယ်ဆိုတာအဲ့ဒါပြောတာနည်းနည်းပဲသိရင်ရှောက်ပြီးတော့အများကြီးသိသလိုလိုနဲ့နော်ဟိုသတင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟလာအထူးဒေတာတခုကပုဂ္ဂိုလ်ကြီးကသူ့နေမြေမှာဒီရောဂါဝေဖန်လို့သဘောတူပါတယ်ပါဆိုသွားခင်ဗျာခင်ဗျာနေမြေခင်ဗျာပြန်ရအောင်လုံးပါညာရန်ကုန်မှာတော့ဟိုတယ်လေးဝယ်ထားတယ်ပါညာလေး ဟာတဲ့ဟိုတယ်ဝယ်တာကျွန်တော်တို့ကဘာမှဆိုင်ဘူးနဲ့ဝယ်တဲ့ကောင်တယောက်တည်းကျွန်တော်တို့မိသားစုနဲ့မဆိုင်ဘူးလားကျွန်တော်တို့မိသားစုကိုတက်တက်တိတ်ခါချဟာကျွန်တော်တို့တရားဆွဲရမယ်တဲ့သူတို့လာပြောတယ်ကျွန်တော်ဩတနာပါတယ်လို့ဒီရှာမေးမြန်းပြီးဆိုမေးမြန်းပြီးလှုပ်တာတော့မဟုတ်ဘူးဗျာကျွန်တော်လည်းအဲ့ဒါပြောလိုက်ပါတယ်အဲဆွဲမဲ့ဆိုရင်တော့တစ်ခုနဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ကာကြီးရေနောက်တစ်ခုကအတီးရဖြတ်မှုနှစ်မျိုးနှစ်မျိုးတော့လုံးလိုက်လို့အကြံပေးလိုက် ဒါမှရှားရိုးမရှိတိုင်းဘလို့ဆွတ်တာလျှောက်ပြောနေတာတွေရက်သွားနေငိမ့်သွားပါတော့နော်တင်းသမားဆိုတာဂါဂနာနာဂငယ်ဂါကြီးနာငယ်နာကြီးလ ీల ကြီးမပြောရှောင်းမပြောနဲ့တရားရုံရောက်ကတ်ရောက်နဲ့ 伢说那么高利喏，是亏的越搞越高，是空顶人家的嘛，掏空白白的，去赔咯，帮外地那里，比如像的外贸的不嘛，是亏的漏卖越搞越高嘛，都八万八万，对人里面的嘛来越搞越漏呢，按旧钞票面收编嘛，是空顶人家的嘛，才偷来的，哎，闹得那嘛，啊，多嘞不是市面上嘞，就明明啊把票子收了，啊，佮是空顶人家的铁路票呢啦，啊，佮对人面过样，好像对吧？比如像的，是空顶人家咯，面下得多就。 ောင်းသူကုန်တင်ရင်ဘလောက်ချမ်းသာသွားတယ်ရန်ကုန်ဒီမှာဘာဝယ်တယ်ညာဝယ်တယ်ဒါတော့သူခဏခဏပြောပြီးတာဒီတစ်ခါလဲသူပြန်ပြောတယ်ဆိုတော့အခါကျတော့အခုစကုန်တင်ရင်ကတော့ဝယ်ထားတဲ့ဟိုတယ်တွေကသူနဲ့မဆိုင်ပါဘူးဆိုတော့အကြောင်းပြည်မိသားစုရဲ့ကုန်တိတ်ခါကိုထိခိုက်တဲ့အတွက်ကြောင့်အခုကတရားစွဲမယ်လို့ပြောတယ်အဲ့ဒီမှာဘူးလလဆိုရင်လည်းကျော်မျိုးမင်းကမျက်လုံးနဲ့မိခိုးဆိုတော့လေအရန်ချစ်ကြတာဆိုတော့အခုစကုန်တင်ရင်ကနေမှတရားစွဲမယ်လို့ပြောတဲ့အခါမှာ ။ဘူးလက်လဆွဲကတော့နခုနဲ့ဆွဲပါတဲ့။66နဲ့ရောအတည့်ထက်မှုနဲ့ရောနော်။ဆိုတော့တကယ်လို့သားခုံတင်ရင်ကနေမှတရားဆွဲရင်တော့ဘူးလက်လဆွဲလဲကိုညီမယ်လို့ထင်တာပဲ။အရင်တော့ကတော့ကြော်မျိုးမင်းအဲ့လောက်ကြီးမဆိုးဘူး။အခုနောက်ပိုင်းမှာကြော်မျိုးမင်းကတကက်ခွေးလုံးလုံးဖြစ်သွားတာ။အရင်တော့ကအဲ့လောက်ကြီးသူဘက်လိုက်ပြီးပြောသွားတာမဟုတ်ဘူးအခုနောက်ပိုင်းကျတော့စကလေးကောင်းကိုဖမ်းပြီးလွတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာခွိချပူဒီဘက်ကနေမှဘောမတွေကိုခေါ်ပြီးမှပြောလိုက်ပြီးတဲ့နောက်မှာ ကျော်စုဦးထက်တောင်ဒီကျော်မျိုးမင်းဆိုတဲ့ခွေးကတော့အတော်လေးဆိုးသွားတာဟိုအသေးလေးတရင်ဌာနကောင်လေးကိုဖမ်းဖို့ရန်တွက်တဲ့စကုံတင်ရင်းကိုကျမလုံးဝမကြိုက်ပါဘူးဒါပေမဲ့တကယ်လို့ဒါကျော်မျိုးမင်းကိုတရားစွဲမဲ့ထဲမှာတခုခုလိုအပ်တယ်ဆိုလို့ရှိရင်ကျမလည်းကူညီမယ်လို့နော်ပြောချင်တယ်ဆိုတော့အခုကျော်မျိုးမင်းကသူ့ရဲ့ပစက်စီးမစောင်းတဲ့အတွက်ကြောင့်သူ့မှာအန်ဒီရီအများကြီးရှိတယ်။မင်းကင်းမောင်မြင့်တို့ဆိုလို့ရှိရင်ခဏခဏသူ့ကိုပြောတယ် ငါပေါ့ဆိုလို့ရှင်လဲသူ့ကိုပြောတယ်အခုဒီဘူလလဆွေနဲ့ဆိုတော့မပြောနဲ့လေဘူလလဆွေကသူ့မြတ်ရဲ့အပြောခံတဲ့အထဲမှာသူ့မပါဘူးမကြခင်မှာကြုံမျိုးမင်းဆိုလို့ရှင်လဲသူ့ပါဇက်ရဲ့နှုတ်ရဲ့အသီးကိုသူဝဝလင်းလင်းသူစားရလိမ့်မယ်နော်ဒီအကြောင်းပြောပြတာပြီးနောက်တင်းတပုတ်နေနေကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်အောင်နော်အုတ်ချုပ်ရေးပိုင်းတွေကိုကိုတခါမှလည်းဝင်မစိုးခက်ခဲဘူး။တော့ဒါပေမဲ့မျက်စိတော်တော်နောက်ပြီးတော့တော်တော်လေးကို ဟိုအပြင်းမတော်လို့ပြောလိုက်အောင်မယ်တောင်းမှန်လို့လည်းမရကတော့ပွဲလည်းမနိုင်ဖြစ်နေတယ်မန္တလေးမြို့ကလေနေရအစုံမှာရဲနှစ်ယောက်လောက်နဲ့ပတ်တဆက်လောက်နှစ်ယောက်လောက်နဲ့ရလေရင်းနေကိုရက်တန့်စစ်ဆေးပြီးတော့လူတိုင်းစင်လို့ကားလိုင်းစင်လို့တခြားကားနဲ့ပတ်သက်တဲ့ဟာရင်းဆိုင်ကနဲ့ပတ်သက်တဲ့လိုင်းစင်တွေစစ်တာပေါ့နော်အဲ့လိုစစ်ပြီးတော့ငွေတောင်းနေကြတယ်အမြင်မတော်လို့ပြောပြလိုက်ပါအောင်မယ်နော်တာမန်ချိန်မှာပေါ့နော်ရဲရဲပိုင်နဲ့ပြမှုကျူးလွန်တာတွေကိုရဲတပ်သားအစင်ကနော်အများပြည်သူပိုင်နေရာမှာ ဝရမ်းမလို့ပဲဖန်းစီနိုင်ပေမဲ့တာမန်အချိန်ရင်သွာလာမှုကိုရက်တက်ပြီးတော့စစ်ဆေးဖို့ဆိုတာရဲဟုတ်တယောက်လောက်တော့တောင်းရင်မှုတောင်းခံမှုပါတဲ့နဲ့ဒါမှမဟုတ်ရှင်လေရင်နှိမ့်ဆိုတာရင်အကြောင်းတက်တဲ့နားလေပေါ့နော်အဲ့လိုဟာတွေပါတဲ့နဲ့အခုကျတော့အဲ့လိုဟာတွေမပါဘူးဒီပီသူစစ်နှစ်ယောက်လောက်နဲ့ရဲနှစ်ယောက်လောက်နဲ့ညဆိုလဲ9နာရီကနေ9နာရီလောက်10နာရီလောက်17နာရီလောက်ဆိုအဲ့လမ်းမောက်တွေပေါ့တက် ကိုယ်ထီလို့မဟုတ်ဒါပေမဲ့အမြင်မတော်လုံးလို့ပြောပြတာတော်တော်အမြင်မတော်ကြီးဖြစ်နေလို့အခုအဲ့လမ်းမော်တက်တဲ့ပန်းသားဆိုင်ဆိုတာလည်းကြည့်လိုက်အောင်နိုင်ငံတော်ကပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီဆိုတဲ့ခါကျမှစစ်မှုမထမ်းခြင်းလို့ဟိုဖုံးကြီးပြေကက်ဟိုပန်းသားဆခေါင်းဆောင်ပြေကက်ဟိုအုပ်ချုပ်ရေးမှုယုံပြေကက်ဟိုရဲပြေကက်နော်ပြီးတော့မိဇက်ယုံနေတဲ့ပြေကက်အဲ့လိုကတ်နေတဲ့ဟာကြီးလို့ထင်တာပဲ ဘာလို့တကယ်အသက်ဆုံးပြီးတိုက်နေတဲ့ပတ်သက်စာတွေကအဲ့လိုမရှိဘူးသူတို့ကြောင့်မို့လဲပတ်သက်စာပုံရိပ်ထိခိုက်တယ်ဒီဘောမဟာမန္တလေးမန္တရာဒီဘက်မှာထောက်ပို့လုပ်နေတဲ့သူဖြစ်တယ်အရင်တုန်းကလည်းကျွန်မပြောခဲ့ဘူးတယ်စစ်ခွေးတွေဆိုတာဟာဘလောက်အထိအောက်တန်းကြတယ်လဲဆိုတာကိုခတ်တာကကြီးကခွေးမဖတ်တတ်တာစစ်ခွေးအင်ဂျင်ဝတ်လိုက်ပြီးဟိတ်ဆိုလို့ရှင်တယ်ပြီးသူတွေကိုနှိပ်စက်တဲ့အကျင့်စာရတဲ့အပိရှိတယ် ခွေးကျဘူကရုရှားကနေပြန်လာတဲ့အချိန်မှာ သူ့ဘာပြောသွားလဲလဲရင်မှာပြည်သူလူထုတည်းရဲ့အမြင့်မကျယ်မှုပညာရဲ့အားနည်းမှုကြောင့်မြန်မာနိုင်ငံဟာဒီလိုမျိုးကမောက်ကမဖြစ်ရတယ်ဆိုတဲ့အကြောင်းကိုခွေးကျဘူကနေမှပြောသွားတယ်ဒီနေ့မြန်မာနိုင်ငံကိုဖျက်ဆီးနေတဲ့ခွေးကဒီစကားကိုပြောတယ်ဒီနေ့ပြည်သူလူထုတည်းကိုတတ်ပြီးမှအကြောင်းကိုဘုံကျဲပြီးတော့ ကျောင်းပညာရေးဟာအင်မတားမှအရေးကြီးတယ်လို့ပြောတာလူငယ်တွေကိုတတ်ဖြတ်တယ်အင်အားရှိနေတဲ့အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်မဲ့လူငယ်လူရွယ်တွေကိုစစ်တပ်ထဲမှာထည့်တဲ့ခွေးကပညာအားနေတဲ့အတွက်ကြောင့်မြန်မာနိုင်ငံဒီလိုကမောက်ကမဖြစ်ရတယ်လို့လာဟောင်သွားတယ်။ဆိုတော့အခုတို့ကပြောတယ်သူများနိုင်ငံမှာလဲကိုရီးယားတွေမှာလဲလူတိုင်းဟာစစ်မှုထမ်းတယ်လို့ပြောတယ်။ဟုတ်တယ်သူတို့စစ်မှုထမ်းတယ်။ စစ်မိုထမ်းတို့ထွက်လာခဲ့တဲ့သူတွေဟာသူတို့စစ်ထဲမှာဝန်သွားတဲ့ခန္ဓာအတိုင်းပဲသူတို့စစ်မိုကနေလည်းထွက်ခဲ့တယ်။ဒီနေ့မြန်မာနိုင်ငံမှာစစ်မိုထမ်းတွေဟိတ်ဆိုလို့ရှိရင်တော့တေးရွာကိုသွားတာမတူဘူးအခုသူတို့ကတော့ဟာကိုရီးယားကမင်းသားတွေတောင်မှစစ်တပ်ထဲဝင်တယ်ဟုတ်တယ်လူ၁၀ရောက်ဝင်သွားတယ်၂ရောက်လောက်ပဲထွက်လာတယ်ဆိုတာတောင်ရှိသလား လူ၁၀ယောက်ဝင်သွားတယ်၁၀ယောက်စလုံးပြန်ထွက်လာတယ်ဒါကြောင့်မို့သူများနိုင်ငံမှာစစ်မှုထမ်းခြင်းဟာကောင်းတယ်ဒီနေ့မြန်မာနိုင်ငံသားတွေအများကြီးတောင်မှ US တွေမှာစစ်မှုထမ်းကြတယ်ကျတို့ကချင်တို့မျိုးတွေလည်းဟိုမှာ US တွေမှာစစ်မှုထမ်းတာတွေအများကြီးရှိတယ်ဘာကြောင့်မို့သူတို့စစ်မှုထမ်းခြင်းကြတယ်လဲသူတို့တည်တယ်သူတို့ရဲ့ဘဝအမခံချက်ကိုလိုချင်တဲ့အတွက်ကြောင့်ကုန်ယူစွာနဲ့စစ်မှုကိုထမ်းကြတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာစစ်တပ်ထဲဝင်တယ်ဆိုတာက တေရွာကိုသွားကြတာဆိုတော့မတူညီတဲ့ဥစ္စာကို သူများရဲ့နိုင်ငံကိုအတူယူမနေကြနဲ့ဆိုတော့အခုခွေးကျဖို့ကတော့သူ့ကိုယ်တိုင်တောင်မှကြောင်းတက်နေတဲ့ကလေးတွေကိုပြစ်တတ်ပြီးမှကလေးတွေရဲ့အနာဂတ်ဟာကောင်းတယ်ပညာရေးချို့တဲ့တဲ့ကြွယ်မြန်မာနိုင်ငံကမောက်ကမဖြစ်တယ်တဲ့ဒီတယောက်ရဲ့ပါဇက်ကိုလေနော်တိတ်တော်မှမပြောချင်ဘူးပြောလို့ရှင်လဲနော်တိတ်ပြီးမှအဆင်မပြေဘူးခွေးကျဘူးကတော့ DNA စစ်လိုက်လို့ရှိရင်တော့ဘာတရစ်ဆံများဖြစ်နေမလဲတောင်မသိဘူးเนาะကိုကိုတိုင်းတောင်ဖိမနိုင်ပဲပေးဟင်စာပြီးမှသူများကိုပြစ်တင်တဲ့စကားကိုသူပြောနေတယ်အာဆိုတော့သူအုတ်ထုတ်နေတဲ့သူ့ရဲ့ခွေးတက်ဖွဲ့ဒီကိုတောင်သူနိုင်တလားဒီမိမပြောသွားတဲ့အထဲမှာကြားတယ်เนาะသူတို့ဘောမှာအချင်းချင်းတောင်မှအမြင်မတော်လို့ပြောလာပြီဆိုတော့အခုမလဲမြို့ဒီထဲမှာကားတွေဆိုင်ကယ်တွေကိုစစ်ဖွဲ့ရန်အတွက်ပြည်သူစစ်တွေရဲတွေနဲ့ဗားဆိုင်တယ်လား ဆိုတော့အခုဒီထဲမှာဒီဘောမှာပြောသွားတယ်ဒီလိုမျိုးစစ်ဆဲပြီးတော့ငွေတောင်းတယ်သူတို့လှုပ်ရှားဖို့ရတော့နင်တို့လမ်းဖွင့်ပေးနေတာလားအခုဒီပြည်သူစစ်ဆိုတာလည်းပဲခဏတော့ပြောသွားတဲ့ထဲမှာအားလုံးကျွားတို့ကြားရတဲ့အတိုင်းပဲစစ်မှုထမ်းမထမ်းချင်တဲ့အတွက်ကြောင့်သူတို့ပြည်သူစစ်လှုပ်တယ်ပြည်သူစစ်ထဲမှာတောင်းရှက်တန်းသွားတဲ့ပြည်သူစစ်တွေမဟုတ်ဘူးအခုဒီပြည်သူလူထုတွေကိုဒုက္ခပေးဖို့ရတော့မွေးထားတဲ့ခွေးတွေဖြစ်တယ်ဆိုတော့ကိုကိုတိုင်းတောင်းမှကိုရဲ့အောက်ထဲမှာရှိနေတဲ့ ကိုယ့်ရဲ့ဘောကိုမပဲနေတဲ့ကို့အကျိုးနေကိုတောင်းကိုမထိနိုင်ပဲနဲ့ဒီခွေးကြဖို့ကိုလည်းနားထဲမှာလေတွတ်လိုက်လို့ကတော့နင့်နဲ့ထင်ပါပွင့်သွားမယ်လို့ပဲပြောချင်တယ်နော်အခုနင်းတို့ခွေးတွေထဲမှာဖြုတ်အုံနောက်လောက်တာရှိခဲ့တယ်ဆိုလို့ရှိရင်နင်းတို့အတိမှာပဲရုရှားလောက်သွားလိုက်တာနဲ့တရုတ်ပြည်လောက်သွားလိုက်တာနဲ့နင့်ကိုနင့်ငါဟာတိတ်ဟုတ်လာပြီလို့နင့်မထင်နဲ့အခုဒီတရုတ်ဒီရုရှားဒီနင့်ကိုကာပါလောက်ပေးမှနင့်သွားလာနိုင်ပဲမဲ့နင့်နေတဲ့မြန်မာနိုင်ငံထဲမှာနင့်ကောင်းမှုပြီးသွားနိုင်သလား တော်အောင်ဆန်းစုကြည်လို့နော်ကားအမိုးဖွင့်ပြီးမှနင့်သွားနိုင်သလားလူအုပ်ကြားထဲမှာနင့်သွားနိုင်သလား စဉ်းစားကြည့်ဆိုတော့ဒီနေ့ခွေးတရေကိုခြုံထားတယ်ပြည်သူခွေးတွေပဲဖြစ်ဖြစ်ရဲခွေးပဲဖြစ်စစ်သားပဲဖြစ်ဖြစ်အတူတူပဲခွေးတွေဟာသူတို့ရဲ့အရေးခြုံလို့ရှိရင်ပြည်သူတွေကိုနှိပ်စက်တယ်ဆိုတာလူပမာဒီအခုဒီ27ဒေါ်လာရဲမှတိတာကျတော့တခြားသောတိုင်းရင်းသားတွေဟာခွေးတွေဟာအဲ့ကိုတို့ရဲ့စစ်ခွေးအရေးကိုခြုံလိုက်တာနဲ့ပြည်သူတွေကိုနှီးမျိုးစုံနဲ့လုတ်တယ်ဆိုတာကအစကတည်းကတခြားသောတိုင်းရင်းသားတွေတိပြီးသားဖြစ်တယ် နော်ဆိုတော့နင့်တို့ရဲ့ခွေးချင်းခွေးကြံနေအခုနင့်တို့ရဲ့ဘောမှာအချင်းချင်းတောင်းအမြင်မတော်လာဘူးဆိုတော့ကိုနင့်တို့သိတယ်နော်တိတ်ပဲပြောချင်ဘူးနော်ဆိုတော့အခုကျမတို့နောက်တရေတပုတ်နေနေလေဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်အောင်နော် ကျွန်တော်တို့မနေ့ကစနေမလာ29ရက်နေ့မှာဆိုရင်ပြည်တော်စုရွေးကောက်ဝေးကော်မရှင်ကကျွန်တော်တို့မဲဆန္ဒရှင်ပြည်သူတွေကိုမြစ်တာရက်ခန့်ကျဆတဆောင်ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေမှာဆိုလို့ရှိရင်လာမယ့်ဒီဇင်ဘာလမှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက်ကိုပေါ့နော်ဒီမဲဆင်းတွေကို30ရက်6လ2025ကနေ73ရက်10လ2025ရက်နေ့အထိဒါ14ရက်ကြာပထမအကြိမ်အဖြစ်စတင်ကျင်းညာမှာဖြစ်ပါတယ်။အဲ့လိုကျင်းညာလိုက်တဲ့အခါမှာ အဲမေပေးကြမယ်မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့မိမိရဲ့အမိတွေမိမိမိသားစုဝင်တွေရဲ့အမိတွေဒါဒီမဲဆင်းမှာပမပါကိုအဲတောရောက်ကြည့်ရှုကြဖို့အတွက်ကိုတိုက်တွန်းထားတဲ့အစားလေးဖြစ်ပါတယ်ရှင်စက်တင်ဘာလ30ရက်နေ့ဖြစ်တဲ့မနေ့ကနေမှအောက်တိုဘာလ23ရက်နေ့အထိပထမဦးဆုံးအတုပ်ဖြစ်တဲ့ရွေးကောက်ပွဲအတွက်မဲပေးမဲ့သူတွေရဲ့အမိစင်းတွေထုတ်ထားပြီးဆိုတော့လာကြည့်ဖို့ဆိုပြီးမှအာစာထုတ်လာပြီး ဆိုတော့အခုသိရတဲ့လောက်ကဘဒုကမှလာမကြည့်ဘူးဆိုတာကိုသိရတယ်ဆိုတော့ဒီနေ့ကျွန်တော်တော်လာရေးမိသားစုတွေဘဒုမှမဲမထည့်ဖို့ကျွတ်ပြောချင်တယ်ရွေးကောက်ပွဲကိစ္စနဲ့ကျွန်တော်တော်လာရေးတွေအုံနောက်ကြီးကြီးတွေတုံးကြပါတကယ်လို့ဒါတို့ကလာဖတ်နေဆိုလို့ရှိရင်ဟိုအိမ်နဲ့ဖတ်မယ်ဒီအိမ်နဲ့ဖတ်မယ်မြန်မာတပြည်လုံးကိုတို့ဖတ်နိုင်မလားဖတ်နိုင်တယ်လို့ပဲထားဒါဟာကျွန်တော်တို့အတွက်ဒုတိယမြောက်တော့ကဘာတိစူပူအောင်ကြွချင်းဖြစ်သွားလိမ့်မယ်မဲမထဲလို့ဖန်းတဲ့နိုင်ငံဘေးနိုင်ငံမှမရှိဘူး ဒါကိုကျွန်တော်တို့တော်လာရေးမိသားစုတွေကောင်းကောင်းလေးနက်နက်ဆိုင်ဆိုင်လေးစဉ်းစားပြီးတော့လှုပ်ဆောင်ရမယ့်အချိန်ဖြစ်နေပြီဆိုတဲ့အကြောင်းပြောပြခြင်းတယ်နော်ပြီးကျွန်တော်ရဲ့ channel ကိုနှိမ့်တယ်ဆိုရင် like and subscribe ကိုပြည့်ခဲ့ဖို့မိကြပါနဲ့ကြည့်ရှုပြည့်တဲ့ဒီတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်လို့လည်းထပ်မံပြောကြပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်